မင်္ဂလာပါ DVB ရဲ့စီးပွားရေးအစီအစဉ်ကနေကြိုဆိုပါရခင်ဗျာအခုတစ်ပတ်အစီအစဉ်မှာတော့ဒေတာရင်းနဲ့နိုင်ငံတကာစီးပွားရေးသတင်းတွေကိုကျွန်တော်ကိစက်နိုင်ကစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကနေဒါမက္ကဆီကိုနဲ့တရုတ်ပေါ် အခွန်တိုးကောက်ကအမေရိကန်ကကုန်သွယ်ရေးစစ်ပွဲကိုစတင်လိုက်တဲ့သတင်းအမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲတမက ဘလို့စစ်ပွဲမျိုးအတွက်မစိုးအသိရှိတယ်ဆိုတဲ့တေးဦးရဲ့တုံ့ပြန်ချက်သတင်းနဲ့ဘတ်တန်း90အနန်ထားသူနဲပါမှုကြောင့်ထိုင်းနိုင်ငံကကာစီနိုဝင်ခွင့်ကန့်သတ်ချက်ကိုပြန်ပယ်ဖျက်ပေးလိုက်တဲ့သတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကနေဒါနဲ့မက္ကဆီကိုပေါ်ကာလာကြာရှည်ချင်းချောက်ထားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့25ရာခိုင်နှုန်းအခွန်စည်းကြမှုဟာမလ၄ရက်နေ့မှာစတင်အသက်ဝင်ပြီးဖြစ်ပါတယ်။ဒါ့ပြင်မဲ့မက္ကဆီကိုနဲ့ကနေဒါမှာထုတ်လုပ်ပြီးအမေရိကန်စီတင်ပို့မဲ့ကားတွေကိုတော့အခွန်စည်းကြမှုကနေတလတာကင်းလွှတ်ခွင့်ပေးခဲ့ပါတယ်။ Ford, General Motors နဲ့ Stellantis စတဲ့ American ကားကုမ္ပဏီကြီး၃ခုနဲ့ Trump ကြားမှာ စကားပြောဆိုခဲ့ကြပြီးနောက်ဗန်နာအီးထိခိုက်မှုနည်းအောင်အခုလိုမျိုးအချိန်နောက်ဆုတ်ပေးခဲ့တာပါအဲ့ဒီနိုင်ငံကိုချမှတ်ထားတဲ့အခြားအခွန်စည်းကြပ်မှုတွေကတော့အသက်ဝင်နေစေပဲဖြစ်ပါတယ်ဒါဟာပြည်တွင်းမှာကားတစ်စီးလုံးယာနှုံးပြေထုတ်လုပ်တာမျိုးမရှိတော့တဲ့အလျောက်အခုလိုမျိုးယာယီဖြေလျှော့မှုတွေပြုလုပ်ပေးခဲ့တာပါဒါအပြင် USMCA လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီချက်အရမြောက်အမေရိကမှာရှိတဲ့ကားလုပ်ငန်းကြီးတွေဟာနေစည်းမချဘဲသွာလာပို့ဆောင်ခွင့်ရှိပါတယ်။အဲ့ဒီသဘောတူညီချက်တွေကို Trump ကိုယ်တိုင်ပါဝင်သမ္မတအစင်ဆက်ကလက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်တရုတ်နိုင်ငံကတင်ပို့လာမဲ့ကုန်စည်တွေကိုပါအခွန်နှဆတိုးခဲ့တဲ့အတွက်အခွန်စည်းကြမှုစုစုပေါင်းဟာ20ရာခိုင်နှုန်းထိရှိလာခဲ့ပါတယ်။ American ဘက်ကသူ့ရဲ့အကြီးမားဆုံးကုန်သွယ်ပတ်နိုင်ငံတွေပေါ် အခွန်တိုးကောက်မှုကိုအကောင့်ထဲပေါ်လိုက်ပြီးနောက် stock ဈေးတွေလည်းကျဆင်းလာခဲ့ပါတယ်။ဒါဟာကနေဒါ၊မက္ကဆီကိုနဲ့တရုတ်နိုင်ငံကဖန်တနယ်မူရစေဝါတွေတရားမဝင်ရွှေပြောင်းအခြေချသူတွေအမေရိကန်နဲ့ဝင်ရောက်လာမှုကိုပုံမတားဆီးပေးကြဖို့ဖိအားပေးနိုင်အောင်ရည်ရွယ်ထားခဲ့တာပါ။တက်ဆိုင်ရာနိုင်ငံသုံးခုကလည်းဝါရှင်တန်ရဲ့အခွန်စည်းကြမှုကိုလက်တုပ်ပြမဲ့အရေးကြောင့်လက်ရှိကုန်သွယ်ရေးစပွဲဟာဒီထက်ပိုပြီးကျယ်ပြန့်လာနိုင်ပါတယ်။ လက်ရှိမှာ American ပြည်သူတွေကကုန်စည်နှုန်းတက်လာတာကိုစတင်ရင်ဆိုင်နေရပြီ ဖြစ်ပေမဲ့လည်းအချိန်တစ်ခုရောက်ရင်တော့ပြည်တွင်းထုတ်ကုန်သုံးစွဲမှုနဲ့ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေတက်လာစေရမယ်ဆိုပြီးဖော်ပြထားပါတယ်။ဆက်လက်တက်ဆက်ပေးမှာကတော့ American သမ္မတ Donald Trump ရဲ့အခွန်တိုးမြှင့်မှုကြောင့်ဒီရုပ်နိုင်ငံဘက်ကကုန်သွယ်ရေးစပွဲတွေမကဘဲဘလို့စပွဲမျိုးကိုမဆိုးတိုက်ဖို့အသင့်ရှိတယ်ဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။ ဒါတရုတ်ပြည်မကြီးရဲ့အပြင်းထန်ဆုံးပြောစကားတစ်ခုဖြစ်တယ်လို့ပေကျင်းမှာလည်းနိုင်ငံလုံးဆိုင်ရာနှစ်ပတ်လည်ပြည်သူကွန်ဂရက်ကျင်းပနေခြင်းဖြစ်ပါတယ်။အဲဒီနောက်တရုတ်အစိုးရဟာအမေရိကန်ရဲ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကိုဆရာကိုင်နှုံးကနေ15ရာကိုင်နှုံးထိအခွန်တိုးကောက်မှုနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတစ်ခုကြားထိတ်ထိုက်တွေ့ဆုံမှုဟာကုန်သွယ်ရေးစပွဲစီဥတီလာခဲ့ပါတယ်။ တရုတ်ဝင်ကြီးချုပ်လီချန်းကတော့ကုန်သွယ်ရေးအသုံးစရိတ်ကို9.2ခန့်ကိုတိတိုးမြင့်မဲ့အကြောင်းမလ9ရက်နေ့မှာအတည်ပြုသွားပါတယ်။အခုလိုမျိုးကုန်သွယ်ရေးစစ်ပွဲချင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်းတရုတ်ကောင်ဆောင်တွေဘက်ကစီးပွားရေးတိုးတက်အောင်လုပ်နိုင်နေဆိုတဲ့သတင်းစကားကိုပြည်သူလူထုစီရောက်အောင်ကြိုးပမ်းနေတာဖြစ်ပါတယ်။အမေရိကန်ကကနေဒါနဲ့မက္ကဆီကိုလိုမျိုးမဟာမိတ်နိုင်ငံတွေကိုပါ အခွန်စည်းကြပ်မှုတွေနဲ့ဖိအားပေးလာခြင်းမှာတရုတ်အစိုးရဟာပြပရင်းနှီးမြှုပ်နှံမှုအစ်စ်အတွက်ဆက်လက်တကားဖွင့်ထားတယ်လို့ကြေညာသွားခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကလည်းချင်းချောက်လို့တော့ကြောက်မှာမဟုတ်ပါဘူး။အနိုင်ကျင့်တဲ့ပုံစံမျိုးနဲ့လည်းအလုံးမဖြစ်ပါဘူး။ဖိအားပေးတာအကြက်ကိုင်တာချင်းချောက်တာတွေဟာနီးမှန်လက်မှန်မဟုတ်ပါဘူးဆိုပြီးတုံ့ပြန်သွားပါတယ်။ဒါအပြင်ဖန်တနယ်မူရစေဝပြဿနာဟာ တရုတ်သွင်းကုန်တွေပေါ်အမေရိကန်အခွန်တိုးကောက်ဖို့ယုတ်တိမတန်တဲ့အကြောင်းပြချက်ဖြစ်တယ်လို့လည်းဝေဖန်ခဲ့ပါတယ်။ Trump အစိုးရအဖွဲ့ဝင်အချို့ကတော့ပေကျင်းကို Washington ရဲ့အကြီးမားဆုံးနိုင်ငံခြားရေးနဲ့စီးပွားရေးဆိုင်ရာချင်းချောက်မှုတရက်ဖြစ်တယ်ဆိုပြီးသုံးသပ်ခဲ့ကြပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ထိုင်းပြည်သူတွေတဲကဘတ်တန်း90အထိငွေစင်းရှိသူတွေကိုသာကာစီနိုရုံတွေမှာကစားကွင်ပေးမဲ့အစီအစဉ်ပြန်ပယ်ဖျက်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြထားပါရီအ ਨੇ ဆုံးစင်းတဲ့အငွေဖြစ်ဘတ်တန်း90တင်ပြနိုင်တဲ့ထိုင်းနိုင်ငံသားအရေးအတွက်ဟာတပေါင်းလောက်သာရှိနေတာကြောင့်အဲ့ဒီကန့်သက်ချက်ကိုပြန်ပယ်ဖြတ်ဖို့အတွက်နိုင်ငံတော်ကောင်စီကဆုံးဖြတ်ခဲ့တာပါထိုင်းဆိုရတော့ဥပဒေရေးရအကြံပေးအဖွဲ့ဖြစ်တဲ့ဒီနိုင်ငံတော်ကောင်စီကအသစ်ဖွင့်ဝင်ပေးမဲ့ကာစီနိုယုံနေတဲ့ပတ်သက်လို့ဥပဒေကြမ်းပုံမှန်65ကို အတီးပြုတ်စစ်ဆေးခဲ့ပြီးနောက်အခုလိုမျိုးဖယ်ရှားခဲ့တာပါအဲ့ဒီကန့်သက်ချက်အစားဝင်ရောက်ကစားလူသူတွေကအခွန်ဆောင်ထားကြောင်းအထောက်ထားဖြစ်တဲ့သုံးနှစ်စာအခွန်ကြေညာလွာကိုတင်ပြရမယ်ဆိုပြီးပြန်လည်ပြင်ဆင်လိုက်ပါတယ်။ထိုင်းပြည်ဒေသဝင်ကြီးကတော့ပြင်ဆင်ထားတဲ့မူကြမ်းကိုလက်မှတ်ရေးထိုးကာအစိုးရအတွင်းဝင်ရုံးစီပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ပေမဲ့လည်းကာစီနိုဝင်ကြီးက ဗန်9000ဖြစ်သတ်မှတ်ထားတာကိုတော့ပြင်ဆင်မှာမဟုတ်ဘူးလို့သိရပါတယ်။အခုဥပဒေကြမ်းကိုအစိုးရအတည်ပြုချက်ရနိုင်ဖို့တက်နိုင်သမျှအမြန်တင်သွင်းသွားမှာဖြစ်တယ်လို့လာမဲ့လွတ်တော်အစည်းအဝေးကနေလဲဆွေးနွေးနိုင်ဖို့မျှော်လင့်ထားကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့2025ခုနှစ်အတွင်းတရုတ်နိုင်ငံဟာစီးပွားရေး900ခန်းတိုးတက်ဖို့ပြင်မှတ်ထားနေမှုကိုပြောင်းလဲသွားမှာမဟုတ်ဘူးလို့ဝင်ကြီးချုပ်လီချန်းကိုတိုင်ကြေညာသွားခဲ့ပါတယ်။ ်အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲစတင်လာချိန်မှာတရုတ်နိုင်ငံကဒေါ်လာဘီလီယံနဲ့ချီရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့စီးပွားရေးတိုးတက်မှုနှုံးကိုလည်းတုံ့ပြန်ဖို့ထွက်ဆန္ဒရှိနေကြတာပါ၂024ခုနှစ်မှာပြည်တွင်းစိန်ခေါ်မှုတွေနဲ့ပြည်ပဖီအားတွေပါရှိခဲ့ပေမဲ့လည်းတရုတ်နိုင်ငံအတွက်အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပါအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့လီကဖြည့်ဆွတ်ပြောပါတယ် ကဘာကြီးရဲ့ပြောင်းလဲလာတဲ့အရွေနဲ့အမေရိကန်ရဲ့သွင်းကုန်ကွန်တွန်းမြင့်မှုကြောင့်ပြီးခဲ့တဲ့နှစ်တုန်းကထက်ယင်းဒီမြုပ်နှံမှုတွေကိုပိုပြီးလုပ်ရမယ်လို့လဲဆိုပါရီ Trump အစိုးရအဖွဲ့ရဲ့အခွန်တွန်းမြင့်ကောက်ခံမှုဟာပြည်ဆက်မှုကဏ္ဍအတွက်အကြီးကျယ်ချိန်ချောက်မှုဖြစ်တယ်လို့လဲဖော်ပြထားပါရီတရုတ်အစိုးရကအမျိုးသားလွှတ်တော်မှာစီးပွားရေးအစီအစဉ်တရက်တင်ပြသွားခဲ့ပြီး2025ခုနှစ်ရဲ့ဘတ်ဂျက်လုံးဝေးပြမှုကို၄၀၀ခန့်နှုန်းထိတိုးမြင့်ခဲ့ပါရီ လက်ရှိချိန်မှာအမေရိကန်ဘက်ကတရုတ်နိုင်ငံကိုအခွန်စည်းကြမှုခါလဲ20ရာခိုင်နှုန်းရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံဟာအမေရိကန်ရဲ့ပြောင်းဂျုံနဲ့ပဲပိဆက်လိုမျိုးလေယာထုတ်ကုန်တွေကိုအခွန်10ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းထိတိုးမြင့်လိုက်တဲ့အကြောင်းကြေညာသွားခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ CK Hutchinson ဆိုတဲ့ Hong Kong company ဟာပနမတူးမြောင်းမော်ကရေးပါတဲ့စစ်ကမ်းကြီးတစ်ခုကို အမေရိကန်ယင်းနှိမ့်မြုံနယ်ရေးလုပ်ငန်းစုကြီး BlackRock ကိုရောင်းချဖို့တော့သဘောတူညီလိုက်တယ်လို့သိရပါတယ်။ American သမ္မတ Donald Trump ကတရုတ်ရဲ့ထိန်းချုပ်မှုအောက်တူးမြောင်းရောက်နေတဲ့ဆိုပြီးတင်မောလမ်းကြောင်းကိုပြန်လည်ရယူတင်ကြောင်းပြောဆိုချက်တွေအပြီးမှာအဲ့ဒီအကြောင်းဝယ်ဖြစ်လာခဲ့တာပါ။ Hong Kong billionaire legal shin တည်ထောင်ခဲ့တဲ့ကုမ္ပဏီကဒေါ်လာ22.8ဘီလီယံတန်ကြီးရှိတဲ့အစုရှယ်ယာအများစုကို ရောင်းချသွားမယ်လို့ပြီးခဲ့တဲ့အင်္ဂါနေ့မှာအတည်ပြုပါတယ်။အဲ့ဒီသဘောတူညီချက်အရပနမအစိုးရစီကခွင့်ပြုချက်လိုအပ်မဲ့စိတ်ကမ်းနှစ်ခုအပါအဝင်ကမ္ဘာ23နိုင်ငံမှာရှိနေတဲ့စိတ်ကမ်းပေါင်း53ခုရဲ့လုံပိုင်ခွင့်ကိုလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်1998ခုနှစ်ကအဲ့ဒီစိတ်ကမ်းတွေကိုထိန်းချုပ်ထားတဲ့ Second Hutchinson ဟာတရုတ်အစိုးရပိုင်းကုမ္ပဏီမဟုတ်ပေမဲ့ပြည်မာကြီးရဲ့ဗန်နာရေးဥပဒေတိုင်းလောက်ကင်နေရတာဖြစ်ပါတယ် ဗိုလ်အမေရိကနိုင်ငံ ပနားမမှာရှိနေတဲ့ဒီတူးမြောင်းကတော့တမုတ်တရားကြီးတစ်ခုကိုခီးလန်းတူအောင်ဖောက်လုပ်ပေးထားတဲ့အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး50မိုင်အထိရှည်လျားပါတယ်။နှစ်စဉ်သင်္ဘောအစည်းအဝေးပေါင်း14000လောက်ဟာဒေါ်လာ6000ကနေ3သိန်းအထိအခါကျင်းငွေပေးကပနားမတူးမြောင်းကိုဖျက်ဆီးသွားလာနေကြတာဖြစ်ပါတယ်။1900ပြည့်နှစ်အစောပိုင်းကာလမှာတော့ပနားမတူးမြောင်းကိုစတင်တည်ဆောက်ခဲ့ပြီး 1989ခုမတိုင်ခင်ထိအမေရိကန်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲနောက်သဘောတူစာချုပ်တွေအရပူးတွဲပိုင်ဆိုင်တဲ့ကာလတစ်ခုပြီး1999အရောက်မှာတော့ပနမနိုင်ငံကအလုံးစုံထိန်းချုပ်ခွင့်ကိုပြန်လည်ရရှိခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကမ္ဘာအကြီးမားဆုံးဒပိုင်းလျက်ကူပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ TSMC ဟာ အမေရိကန်နိုင်ငံမှာဒေါ်လာဘီလီယံတရာအထိရင်းနှီးမြှုပ်နှံသွားဖို့ရှိတဲ့အကြောင်းမလ3ရက်နေ့တွင်ကြေညာသွားခဲ့ပါတယ်။လာမယ့်လနစ်တာကာလအတွင်းချစ်စပီးယားထုတ်လုပ်တဲ့စက်ရုံ၅ခုထိတိစောက်သွားမှာဖြစ်တယ်လို့အရီဇိုနာပြည်နယ်မှာအဓိကဖြစ်တယ်လို့လည်းသိရပါတယ်။ American သမ္မတ Trump နဲ့ Imperial မှာတွေ့ဆုံဆွေးနွေးမဲ့အစီအစဉ်ကိုလည်းဒီထိုင်ဝမ်ကုမ္ပဏီဘက်ကအတည်ပြုပါတယ်။ TSMC ဟာ အမေရိကန်ရဲ့ hardware ထုတ်လုပ်ဖြန့်ဖြူးမှုတွာ chip ပြားတွေအဓိကတင်သွင်းပေးနေတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုက American ပြည်တွင်းထုတ်လုပ်ရေးကိုတိုးတက်စေနိုင်တဲ့အပြင်အာရှတိုက်ထုတ် semi conductor ပေါ်မီခိုနီယမ်မှုကိုပါလျှော့ချနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် American မှာရှိပြီးသားရင်းနှီးမြှုပ်နှံမှုကိုဒေါ်လာ25ဘီလီယံကနေဒေါ်လာ65ဘီလီယံထိတိုးမြှင့်မှုအတွက်လဲ TSMC အနေနဲ့သဘောတူညီခဲ့ပါရီလာမယ့်2030အတွင်းအရီဇိုနာပြည်နယ်ကတတိယမြောက်စက်ရုံတစ်ခုကိုတည်ဆောက်သွားဖို့ရှိနေပါရီဒါထရမ်ကပြည်တွင်းလုပ်ငန်းတွေအပေါ်ယင်းနှိမ့်နှံ့မှုကိုဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးပမ်းနေကြတာလည်းဖြစ်ပါရီဒေယုနိုင်ငံဘက်ကထိုင်ဝမ်ကျွန်းကိုပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုနေပေမဲ့လည်းဒီမိုကရေစီနီးလမ်းကျရွေးကောက်တင်မြှောက်ထားတဲ့ဆွေးရကတော့ပြည်မာကြီးရဲ့သဘောထားကိုပယ်ချထားပါရီ ဟုတ်ကဲ့ပါဒီဘက်တော့ business focus အစီအစဉ်ကိုဒီမာရီအဆုံးသတ်လိုက်ပါရီနောက်ပတ်တွင်မှာပြန်လည်ဆုံတွေ့ရအောင်ပါကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ